စကိုင်းနိုင်ချောင်းမြို့နယ်စကိုင်းမုံရွာသွားကားလမ်းပပေါ်မှာစောစုကချောင်းမြောင်းပစ်ခတ်လို့တော်လိုင်းရဲဘော်တို့ဦးကြဆုံးခဲ့တယ်လို့ချောင်းမြို့ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံတဦးကပြောပါတယ်။အဲ့ဒီရဲဘော်ဟာလုံခြုံရေးတာဝန်ထမ်းဆောင်မှု စကိုင်းမုံရွာသွားကားလမ်းမပေါ်သွားရောက်ချိန်မေလ9ရက်ကစောစုကင်းမုံနဲ့တွေ့ပြီးအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကကြဆုံးခဲ့တာပါ။ကြဆုံးခဲ့တဲ့ရဲဘော်ဟာချောင်းမြို့နယ်ကတော်လိုင်းရဲဘော်တဦးဖြစ်ပြီးတော့ လက်ရှိမှာတော့ရုပ်အလောင်းကိုမကောက်ယူနိုင်သေးဘူးလို့ဆိုပါရယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစိုးစုကတော့စကိုင်းမုံရွာသားကားလမ်းမကြီးမှာ PDF တွေကိုပြစ်ခတ်ရှင်းလင်းခဲ့ရမှာ PDF တလောင်း M22 တနတ်တလက် M22 G8 တခု M22 G24 တောင်းစကားပြောက်ဆက်တလုံးစိုင်းကံမျိုးစုံ၃စီးသိန်းစီရရှိခဲ့တယ်လို့အောင်ပွဲခံသတင်းဖြန့်ပါရယ်။ချောင်းမြို့နယ်မှာတော့မေလ9ရက်တရက်ထဲမှာပဲစိုးစုကမြို့အနောက်ဘက် ကျေးရွာတွေကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာကြောင့်လေခွင်းနဲ့ကြားရောက်ပေါက်ခဲ့ပြီးနွားတကောင်တေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။